အားလုံးပဲမင်္ဂလာပါမိ့ကိုအရင်ဗီဒီယိုတွေရဲ့အောက်မှာပေါ့နော်ဂျပန်သွားရင်ဘာတွေလိုအပ်ချက်ရှိလဲဘယ်လိုမျိုးတွေသွားလို့ရလဲပေါ့နော်တက်တူးနဲ့ဆိုရင်သွားလို့ရလားအသက်ရွယ်ဘယ်လောက်အချိသွားလို့ရလဲဆိုပြီးမိ့ကိုမေးထားရတဲ့မိဖို့နေမိတော်တော်များများတွေ့ရပေါ့နော်အဲ့ဒီတော့ကိုမိဒီနေ့ဗီဒီယိုလေးမှာဂျပန်သွားရင်ဘာတွေလိုအပ်လဲဆိုရဲ့အကြောင်းအရာကိုမိပြပြပေးသွားမှာဖြစ်ပါတယ်ဂျပန်သွားလို့ရှင်တော့နံပါတ်1အနေနဲ့မိကတော့ ေးစစ်စေချင်ပါပဲပေါ့နော်အရင်ဆုံးစေးစစ်ပါတချို့ကလေးတွေရှိရယ်အမေပဲအများကြီးအောင်ပြီးတော့မှအများကြီးဂျပန်စာတင်ပြီးတော့မှစေးကြတော့တဲ့ကလေးမျိုးတွေရှိရယ်အဲ့ဒီအတွက်ကိုမေကတော့အရင်ဆုံးစေးစစ်စေချင်တယ်ပေါ့နော်စေးစစ်ပြီးတော့မှပဲကိုလောက်ရရှိတာရေးစလုပ်ပေါ့နော်နံပါတ်1အနေနဲ့ကတော့စေးစစ်ပါစေးစစ်တဲ့အခါကျလို့ရှင်ဟိုမရတဲ့ယောဂါတွေပေါ့နော်ကူးစက်နိုင်တဲ့ယောဂါတွေကတော့တီဗီပိုးဆိုမရပါဘူးပြီးလို့ရှင် ဒီပိုးစီပိုး HIV ဆိုရင်မရဘူးပေါ့နော်ကူးစက်နိုင်တဲ့ရောဂါမျိုးတွေမရပါဘူးတကယ်လို့ကိုကအဲ့လိုရောဂါပိုးမျိုးတွေရှိခဲ့တယ်ဈေးကျသွားတယ်ဆိုလို့ရှင်ဈေးတောက်လို့ပျောက်တဲ့ရောဂါမျိုးဆိုရင်ဈေးတောက်ပါဈေးတောက်ပြီးတော့ဈေးပြန်စစ်လို့ negative ဖြစ်တယ်ဆိုလို့ရှင်ပြန်သွားလို့ရပါတယ်ပြီးရင်အဆုတ်မှာ spot တွေ့ရတော့အမာရွတ်တွေ့ရတော့ပေါ့နော်ရောဂါတော့ဖြစ်မနေဘူးအဆုတ်မှာ spot တွေ့ရတဲ့လူတွေအဲ့လိုမျိုးလူတွေဆိုလို့ရှင်တော့အလုပ်ရှင်တဲ့ agency ပေါ်မူတည်ပါတယ်တချို့အလုပ်တွေကထောက်ခံစာနဲ့သွားလို့ရတဲ့အလုပ်မျိုးတွေရှိပါတယ်ပြီးရင် color blind ပေါ့နော် color blind ကတော့တော်လို့မရပါဘူး ပြီးရင်တက်တူတက်တူရှိရလို့ပေါ့နော်တက်တူရှိရလို့မှာဆိုလို့ရှင်တက်တူအကြီးကြီးရှိရလို့ဆိုလို့ရှင်တော့တက်တူကတော့လုံးဝမရအောင်ဆိုပြီးကန့်တတ်ထားပါရယ်ပေါ့နော်ဒါပေမဲ့တက်တူကမှအင်ကြီးဝင်လာရင်မမြင်နိုင်တဲ့နေရာမျိုးမှာရှိရတက်တူတိတိလေးတွေဆိုလို့ရှင်တော့ဒါက agency နဲ့အလုပ်ရှင်မှမူတည်ပါရယ်အလုပ်ရှင်ကပေါ့နော်အရင် key ရှိမှဖြစ်ဘူးစီမင်းစီကအရင်မကြည့်ရအလုပ်ရှင်မျိုးဆိုလို့ရှင်တော့သွားလို့ရတဲ့လူမျိုးတွေရှိပါတယ် ပြီးရင်အသက်ပေါ့နော်အသက်ကကြတော့အသက်16နှစ်ကနေပြီး35နှစ်အထိသွားလို့ရပါတယ်ပညာရေးချင်းကကြတော့ရှစ်တန်းအောင်လေးစပြီးသွားလို့ရပါတယ်ပေါ့နော်ရှစ်တန်းအောင်မှာဘာလို့စောက်ခေါ်တာတော့ဆိုရင်ဂျပန်စာလေးလာတဲ့အခါမှာခက်ခဲမရှိအောင်လို့ရှစ်တန်းအောင်မှာစပြီးခေါ်တာဖြစ်ပါတယ်ဂျပန်စာအနေနဲ့ကတော့ F5 level နဲ့သွားနေရလို့လည်းမေးတွေ့ရပေါ့နော်ဒါပေမဲ့လို့မေးအကြံပေးချင်တာကတော့ဟိုရောက်ရင်ဂျပန်စာအခက်ခဲမဖြစ်အောင်ပေါ့နော် N4 level JLPT N4 level အောင်ပြီးတော့မှပဲမေးရတော့သွားစီချင်ပါတယ် agency ရွေးချယ်တဲ့အခါမှာလည်းမြန်မာတန်ယုံတိုကျိုဆိုတဲ့ Facebook page မှာပေါ့နော် license ရ agency တွေတင်ပေးထားတာမို့လို့ကိုယ်နဲ့အကိုက်ညီဆုံးအဆင်ပြေဆုံး agency ကိုရွေးချယ်လို့ရပါတယ်။မိကိုတခြားမေးချင်တာရှိလို့ရှင်အောက်က comment မှာမေးတော်လို့ရပါတယ်။မေးတက်နိုင်ဆုံးဖြေပေးနေပါတယ်။ကျေးဇူးတင်ပါတယ်။